ကဘာပေါ်မှာရှိတဲ့နိုင်ငံတော်တော်များများမှာနိုင်ငံရဲ့အစိုးရလုပ်ငန်းဆောင်တာအဆောက်အုံတွေတရားစီရင်အုပ်ချုပ်ရေးနေရာတွေစီးပွားရေးအချက်အချာကြတဲ့နေရာတွေရှိတဲ့မျိုးတမျိုးစီကိုမျိုးတော်အနေနဲ့သတ်မှတ်ထားကြပါတယ်။ဒီလိုနိုင်ငံတော်တော်များများကမျိုးတော်ကိုတနေရာတည်းသတ်မှတ်ထားကြရလို့ထင်ကြပေမဲ့လူတော်တော်များများမထင်ထားလောက်တဲ့နိုင်ငံတွေလည်းရှိနေပါသေးတယ်။ဒီနိုင်ငံတွေကတော့မျိုးတော်ကိုမျိုးနှစ်မျိုးသုံးမျိုးခွဲခြားသတ်မှတ်ထားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါဘာဖြစ်လို့လဲနိုင်ငံတနိုင်ငံမှာဘာကြောင့်မျိုးတော်ကိုနှစ်မျိုးသုံးမျိုးခွဲပြီးတတ်မှတ်ထားရတာလဲအဲ့ဒီနိုင်ငံတွေကရောဘယ်နိုင်ငံတွေလဲဆိုတဲ့အဖြေတွေကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်နော်နံပါတ်1 South Africa တောင်အာဖရိကလိုလူတည်များတဲ့ဆောက်အာဖရိကနိုင်ငံမှာတော့မျိုးတော်ကနှစ်ခုတည်းနေမဟုတ်ဘဲသုံးခုရှိနေရပဲဖြစ်ပါတယ်။ ်ပထမဆုံးမျိုးတော်ဖြစ်တဲ့ပရီတိုရီးယားမျိုးကတော့အုတ်ချုပ်ရေးမျိုးတော်ဖြစ်ပြီးတမရာယုံနဲ့အုတ်ချုပ်ရေးယုံချုပ်တွေတည်ရှိရာမျိုးပဲဖြစ်ပါတယ်နောက်ထပ်မျိုးတော်တစ်ခုဖြစ်တဲ့ကိတ်တောင်းမျိုးကတော့ဥပဒေပြူရေးမျိုးတော်ဖြစ်ပြီးလွှတ်တော်အစည်းအဝေးကျင်းပရာမျိုးတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးမျိုးတော်ဖြစ်တဲ့ဘလွန်ဖန်တိန်မျိုးတော်လို့ခေါ်တဲ့မျိုးကတော့တရားစီရင်ရေးမျိုးတော်ဖြစ်ပြီးတရားရုံးချုပ်တည်ရှိရာမျိုးပဲဖြစ်ပါတယ် တောင်အာဖရိကနိုင်ငံကိုဗြိတိရှကိုလိုနီ၄ခုအဖွဲ့စည်းတည်ထောင်ထားခဲ့တာဖြစ်ပြီးကိုလိုနီတိုင်းဟာကိုပိုင်အာဏာတွေကိုလိုချင်တာကြောင့်အစိုးရကဒေသဆိုင်ရာဟန်ချက်ညီစေဖို့အတွက်မြို့တော်တွေကိုမျှဝေဖို့အဆုံးဖြတ်ခဲ့ရပဲဖြစ်ပါတယ်။နံပါတ်1ဖိုလီဗီယာဖိုလီဗီယာနိုင်ငံမှာဆိုရင်တော့ဆူကရိနဲ့လာပတ်ဆိုတဲ့မြို့တော်နှစ်ခုရှိပါတယ်။ ဆူဂရိတ်မျိုးတော်ကတော့မူလားမျိုးတော်ဖြစ်ပြီးအခုအချိန်မှာတော့တရားရုံးချုပ်ကိုဆက်လက်ထိန်းသိမ်းထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားစီရင်ရေးဆိုင်ရာမျိုးတော်အဖြစ်နဲ့တည်ရည်နေရပဲဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းအုပ်ချုပ်ရေးနဲ့နိုင်ငံရေးအာဏာတွေကတော့တမရကွန်ကရက်နဲ့အစိုးရဝင်ကြီးဌာနတွေရှိတဲ့လာပတ်မြို့တော်မှာအဓိကလည်ပတ်နေရပဲဖြစ်ပါတယ်။ ဒီလိုမျိုးတော်နှစ်ခုရှိနေခြင်းဟာ1898ခုနှစ်မှာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည်တွင်းစစ်တွေအပြီးမှာကုန်းမြင့်ပိုင်းမှာရှိတဲ့ဘိုလီးဗီးယားရဲ့လူနေထူထပ်ပြီးစီးပွားရေးအရအားကောင်းတဲ့လာပတ်စ်မြို့ကိုအစိုးရရုံးနေရွှေ့ပြောင်းခဲ့ပါတယ်။ဒါပေမဲ့စုကရေးမျိုးတော်ရဲ့အရေးပါမှုကိုလည်းဆက်လက်ထိန်းသိမ်းထားခြင်းအကြောင်းမျိုးတော်အဖြစ်နဲ့ဆက်လက်သတ်မှတ်ထားကြရပဲဖြစ်ပါတယ်။နံပါတ်3နယ်သာလန် အေဂျင့်တဲ့နိုင်ငံလိုလူသိများတဲ့ Netherlands နိုင်ငံမှာဆိုရင်လည်းမြို့တော်နှစ်ခုတည်ရှိရပဲဖြစ်ပါတယ်။ Netherlands နိုင်ငံရဲ့ Dash ဖွဲ့စည်းပုံအရတရားဝင်မျိုးတော်ဖြစ်သတ်မှတ်ထားတာကတော့ Amsterdam လို့ခေါ်တဲ့မျိုးတော်ဖြစ်ပေမဲ့တကယ်တမ်းအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဝင်ကြီးချုပ်လွှတ်တော်တရားရုံးချုပ်နဲ့တော်ဝင်မိသားစုတွေနေထိုင်တဲ့မျိုးကတော့ The Hague လို့ခေါ်တဲ့မျိုးတော်ပဲဖြစ်ပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုရင်တော့အမ်စတာဒန်မြို့ကနယ်သာလန်ရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအချက်ချကြတဲ့နေရာဖြစ်ပေမဲ့ The Hague ကတော့နယ်သာလန်နိုင်ငံရဲ့တရားဝင်နိုင်ငံတစ်ခုမဖြစ်လာခင်ကတည်းကနိုင်ငံရေးအာဏာရဲ့ဗဟိုဒေသတစ်ခုဖြစ်နေလို့ပဲဖြစ်ပါတယ်။နံပါတ်၄ Tiri Lanka တီရီလင်ကာနိုင်ငံမှာဆိုရင်လေကိုလံဘိုလို့ခေါ်တဲ့မြို့တော်နဲ့ကိုတေးလို့အတူကောက်ခေါ်တဲ့မြို့တော်နှစ်ခုရှိပါတယ်။ ကိုလံဘိုမျိုးဟာနိုင်ငံနဲ့စီးပွားရေးအတွက်ဗဟုအချက်ချာကြတဲ့မြို့တော်ဖြစ်ပြီးဆယ်စုနှစ်ပေါင်းများစွာကြာအောင်တခုတည်းသောမြို့တော်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း1980ခုနှစ်တွေမှာတော့သီရိလင်္ကာဆိုးရကပါလီမန်နဲ့အုပ်ချုပ်ရေးယုံတွေကိုအနီးအနားမှာရှိတဲ့စင်ချေဘုံမျိုးတစ်မျိုးဖြစ်တဲ့ကိုတိန်မြို့တော်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်အခုအချိန်မှာတော့ကိုတင်းမျိုးတော်ဟာတရားဝင်အုပ်ချုပ်ရေးမျိုးတော်ဖြစ်ပေမဲ့လည်းသီရိလင်္ကာနိုင်ငံသားအများစုကတော့ကိုလံဘိုမျိုးတော်ကိုပဲအဓိကအချက်ချာနေရာဖြစ်နေမြင်နေကြဆဲဖြစ်ပါတယ်။နံပါတ်5အက်စဝါတီနီအရင်ကဆွာဇလန်နိုင်ငံလို့ခေါ်တဲ့အက်စဝါတီနီနိုင်ငံမှာဆိုရင်လည်းအမ်ဘာဘာနီမျိုးတော်နဲ့လွန်ဘန်ဘာမျိုးတော်ဆိုပြီးမျိုးတော်နှစ်ခုရှိပါတယ်။ အက်စဝါတနီနိုင်ငံကတော့အာဖရိကတောင်ပိုင်းမှာရှိပြီးဘရင်စနစ်နဲ့အုပ်ချုပ်မှုရောထားတဲ့သေးငယ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။အမ်ဘာဘာနီမျိုးတော်ကတော့အုပ်ချုပ်ရေးမျိုးတော်ဖြစ်ပြီးလုံဘန်ဘာမျိုးတော်ကတော့ပါလီမန်နဲ့တော်ဝင်မိသားစုတွေနေထိုင်ကြတဲ့ယဉ်ကျေးမှုနဲ့ဥပဒေပြုရေးမျိုးတော်ပဲဖြစ်ပါတယ်။ အစဝတ်နီဘရင်ကနိုင်ငံတော်ရဲ့အုပ်ချုပ်မှုမှာအ धिक အခမ်းကဏ္ဍကနေ ပါဝင်နေတာကြောင့်လုံဘန်ဘာမြို့ကတော့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ရိုးရာအမွေအနှစ်တွေကိုကိုစားပြုတဲ့မြို့တော်ပဲဖြစ်ပါတယ်အခုဖော်ပြပေးခဲ့တဲ့နိုင်ငံလေးတွေကတော့မျိုးတော်နှစ်ခုကနေသုံးခုအထိရှိတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဒီထဲကပဲနိုင်ငံတွေကစိတ်ဝင်စားဖို့အကောင်းဆုံးလဲဆိုတာကို comment မှာပြောခဲ့ပေးပါအောင်နော်။ ဒီလိုဘ ഹു တုဒရစရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်